စားစားကြောစားစားစားလို့ကောင်းတဲ့အာလူကိုစားခြင်းပေမဲ့ height ထဲမှာ be relation နေလို့စားလို့ရပါမလားဆိုပြီးတော့စိတ်ပူနေတဲ့ကိုဝေဆောင်မိမိလေးရှိလားမသိဘူးเนาะဒါဆိုရင်တော့ကိုဝေဆောင်မိမိလေးအာလူစားပေးမယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေရရှိစေမလဲဆိုတာကိုတေချာလေးသိရှိရအောင်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါเนาะဒီဗီဒီယိုလေးထဲမှာတော့ကိုဝေဆောင်မိမိလေးအာလူစားပေးမယ်ဆိုရင်ဘလို့ကောင်းကျိုးတွေရရှိစေတယ်လဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပါသေးရင် subscribe လုပ်ပြီးတော့ င်းကလူဒီပင်လေးကိုဆက်ပေးပါအောင်ရှင်ရဲတော့အလူတလုံးမှာဆိုရင်ကယ်လိုရီအမြင့်ဓာတ်ကာဘိုဟိုက်ဒရိတ်အဆီပရိုတင်းဗီတာမင်စီဗီတာမင်ဘီ6ပိုတက်ဆီယမ်မက်ဂနီးစ်မက်ဂနီးစီယမ်ဖော့စဖော်ရက်နိုင်ရစင်းနဲ့ဖောလိတ်တို့ပါဝင်နေပါတယ်။ကိုယ်စားမိမိတွေအလူစားပြီးမှဆိုရင်ဘလို့ကောင်းကျိုးလေးတွေရရှိစေနိုင်လို့ဆိုတော့အခုပဲကြည့်လိုက်ကြရအောင်နော်။ ပထမတစ်ချက်ကတော့ခလေးမှာအာယုံကြောဖွင့်ပြစီရပဲဖြစ်ပါတယ်။ အလူးမှာ folic acid တွေကျွဲဝါစွာပါဝင်နေတာကြောင့်ဘေဘီလေးရဲ့အာရုံကြောစနစ်တွေကောင်းကောင်းဖွံ့ဖြိုးစေဖို့အတွက်ထောက်ကူပေးမှာပါ။ခလေးမှာအာရုံကြောဆိုင်ရာမွေးရွာချုပ်ရင်းချက်တွေမပါစေခြင်းဟုဆိုရင်တော့ကိုဝင်ဆိုင်စီမှာအလူးကိုစားပေးလို့ရပါရဲ့ရှင်။နောက်တစ်ချက်ကတော့ကိုဝင်မြဲစေပါတယ်။အလူးမှာ folic acid တွေကျွဲဝါစွာပါဝင်နေပြီးတော့ကိုဝင်ဆောင်အစောပိုင်းကာလမှာစားပေးမယ်ဆိုရင်ကိုဝင်မြဲစေပြီးတော့ကိုဝင်ပြည့်ကြနိုင်ခြင်းကိုလည်းအတိုင်းအတာတစ်ခုထိလျှော့ချပေးနိုင်ပါတယ်။နောက်တစ်ချက်ကတော့အစာချေစနစ်ကျန်းမာစေပါတယ်။ င်အာလူးကအစာချေစနစ်ကိုချမ်းပါစေပြီးတော့လေထိုးလေအောင်တာအစာရင်အဆစ်အထွက်များတာတွေကိုတတစီနိုင်ပါရဲ့ဒါကြောင့်လေထိုးလေအောင်မဖြစ်ဘဲနဲ့ကိုဝင်ဆောင်စီမှာအစာချေစနစ်ပြဿနာကင်းစေဖို့အတွက်အာလူးကိုစားပြီးလို့ရပါရဲ့ရှင် နောက်တစ်မျိုးကတော့သွေးရည်အစီကျစေပါတယ်။ကိုဝင်ဆောင်ချိန်မှာသွေးရည်အစီတက်တာမျိုးတွေမဖြစ်စေဖို့အတွက်အာလူးကိုစားပေးလို့ရပါတယ်။အာလူးမှာအမြင့်တက်ကြော်ဝါစွာပါဝင်နေတာကသွေးရည်အစီကိုကျစေစီပြီးတော့သွေးကြော်လေးတွေကိုကျန်းမာစေနိုင်ပါရဲ့ရှင်။နောက်တစ်ချက်က တော့ကိုခံအားကောင်းစေပါတယ်။အလူးကဗီတာမင်စီကျွယ်ဝပြီးတော့ကိုဝေဆောင်မိမိကိုကိုခံအားကောင်းလို့အဖျားနာကင်းစေဖို့အထောက်အကူပေးနိုင်ပါတယ်။ဒါကြောင့်ကိုဝေဆောင်ချိန်မှာဖျားနာမှုကင်းစေခြင်းလေဆိုရင်တော့အလူးစားပေးလို့ရပါတယ်ရှင်။နောက်တစ်ချက်ကတော့တန်တက်ဆုပ်ယူမှုကောင်းစေပါတယ်။အလူးမှာဗီတာမင်စီပါဝင်နေတာကတန်တက်ဆုပ်ယူမှုကောင်းစေပြီးတော့ကိုဝေဆောင်ချိန်မှာသွေးအားနည်းရမျိုးတွေမဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်ကိုဝေဆောင်ချိန်မှာသွေးအားနည်းတာကိုကာကွယ်ဖို့ဆိုရင်အလူးစားပေးလို့ရပါတယ်ရှင်။ နောက်တစ်ချက်ကတော့နှလုံးကျန်းမာစေပါတယ်။အာလူးကသွေးပေါက်ခြေုံထိန်းကြီးပေးတယ်လို့သွေးကြောတွေကိုပြင်ရောစီပြီးတော့နှလုံးကျန်းမာစေဖို့အတွက်ထိထိရောက်ရောက်ကူညီပေးနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့ကိုယ်ရည်ဆောင်သွေးထိုးကာကွယ်ပေးပါတယ်။အာလူးမှာပိုတက်ဆီယမ်ပါဝင်နေတာကသွေးပေါက်ခြေုံထိန်းကြီးပေးပြီးတော့ကိုယ်ရည်ဆောင်ချိန်မှာသွေးထိုးရမျိုးတွေမဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဘေဘီလေးကိုဖွံ့ဖြိုးစေပါတယ်ရှင်။ အလိုမှာဗီတာမင် A နဲ့ဗီတာမင် C အပြင်တန်ဓာတ်မက္ကနီဆီယမ်ပိုတက်ဆီယမ်ကယ်ဆီယမ်တို့ပါဝင်နေတာကဘီရီလေးကိုကောင်းကောင်းကြီးထွားဖွံ့ဖြိုးစေဖို့ထောက်ကူပေးပါတယ်။ဒါကြောင့်ဗိုက်ထရီယာဘီရီလေးကျန်းမာဖွံ့ဖြိုးစေစေနေဆိုရင်တော့အလူစားပေးလို့ရပါတယ်ရှင်။ ဘာရီစီကြရမလဲဆိုရင်တော့လက်ဆက်တဲ့အာလူရွေးချယ်စားသုံးဖို့အဓိကလိုအပ်ပါတယ်။အလွန်အကျွံစားသုံးတာကိုလည်းရှောင်ပေးပါနော်။အာလူကိုအလွန်အကျွံစားတာကသွေးရင်းတကြားအတွက်ကိုမြင့်တက်စေနိုင်ပါတယ်။နောက်ပြီးအာလူကိုအလွန်အကျွံစားမယ်ဆိုရင်မိမိမှအစာမစီတာရင်ပြေတာတွေကိုဖြစ်စေနိုင်ပါရဲ့ရှင်။ ကိုဝင်စားခင်မှာကျမ်းမာစီဖို့အာလူစားပါဆိုတဲ့နေရာမှာလက်ဆက်တဲ့အာလူကိုစီနဲနဲနဲ့ချက်ပြုတ်စားတာပေါင်းစားတာမျိုးကိုဒါဆိုလိုတာဖြစ်ပြီးတော့အာလူချောင်းကျော်အသင့်စားအာလူကျော်တွေလိုမျိုးအစီများတာတွေကိုတော့မစားပါနဲ့နော်ဒီလိုမျိုးတွေကိုစားသုံးပေးမယ်ဆိုရင်တော့အဝလွန်တာသွေးတိုးတာတွေကိုဖြစ်စေနိုင်ပါရဲ့ရှင်မြမမျိုးလေးကိုဆုံးလိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လေ့ကြရပါတော့နော်